အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီလီစီယာမင်းပိုင်ဆိုးဖြစ်ပါတယ်အဲကျွန်တော်ခုနကမှတော့ကျွန်တော်မိတ်ဆွေဘုဒ္ဓဂူသာသမီအားလုံးအတွက်3ရက်9လ2025ကနေ9ရက်9လ2025အတွင်းမှာကြုံတွေ့ရမယ့်တပတ်စာကံကြမ္မာဟောင်းငူအဲကဏ္ဍတစ်ခုချင်းစီလိုက်ကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲ့တော့ဘုဒ္ဓဂူသာသမီတွေအဲဒီတပတ်ကာလမှာဘလိုကံတရားလေးတွေကြုံတွေ့ရတယ်လဲဆိုတော့အဲဒီတပတ်ကာလကတော့လေဘုဒ္ဓဂူသာသမီတွေတော့ကံအမရံကံအထောက်အကူလေးတွေပြီးတဲ့အဲရက်လိုပဲပြောရမယ်ဗျာနော်ကံလေးတွေကောင်းတယ် ဆိုတော့အကောင်းချင်းကတော့ကောင်းတယ်သို့တော်ဟိုလိုမျိုးတရားရကနုံကြီးအေးချင်ချင်ဖျောက်ဖြူကောင်းတာမျိုးမဟုတ်ပဲနဲ့အထိုက်ခိုက်လေးတွေအခက်ခဲလေးတွေကြားလိုက်ကနေထုံထုံမပေါအောင်မြင်တယ်ဆိုတဲ့ဂိမ်းပေါ့အဲ့တော့လိုချင်တာတစ်ခုရှိရင်ကိုကတိုက်ခိုက်ပြီးမှရတဲ့တဘာဝရှိတယ်ဗျာနော်ဆိုတော့ပြင်မမယ်ခက်ခဲမယ်တနည်းအားဖြင့်စစ်သူကြီးတယောက်ရဲ့အောင်မြင်မှုနဲ့အလားတနာတူတယ်လို့လောင်းတင်စားပြီးပြောလို့ရတယ်အဲ့တော့စစ်သူကြီးတယောက်ကတိုက်ပွဲမှာအောင်တဲ့ခါအေးချင်းချင်းအောင်ခဲ့တာတော့ပဲဟုတ်ပါမလဲအသက်နဲ့ရင်ပြီးတော့တိုက်ခတ်ရတယ်ဒဏ်ရာရချင်းလည်းရမယ်ဒါပေမဲ့နောက်ဆုံးကတော့အနိုင်ရတယ်ပေါ့နော်အဲ့ဒီပုံစံပါပဲ အဲ့တော့ဘုဒ္ဓဂုသာသမီးတွေဒီတပတ်ကာလာဒီကံကောင်းတယ်။သို့တော့အေးချမ်းချမ်းရရင်မှမဟုတ်ဘူး။ဟိုအချိန်နဲ့အကြာကြီးတိုက်ပွဲဝင်ခဲ့ရတဲ့ကိစ္စတွေဒီကလာမှာအကောင့်ထဲပေါ်လာလိမ့်မယ်။အစဉ်ပြေအောင်မြင်လာလိမ့်မယ်။နော်။အချိန်ကြာကြီးမျောနေနေရတဲ့အနေအထားလေးတွေဖြစ်လာလိမ့်မယ်။အဲ့တော့အလုံးနဲ့ပတ်သက်ပြီးပြောကြပါစို့။အဲဝန်ထမ်းတွေလာဖြစ်ခဲ့မယ်ဆိုရင်ဒီကလာမှာယာရုတိုအနေအထားလေးတွေကြုံရတတ်တယ်။ယာရုတိုအပြောင်းချွေလေးတွေကြုံရတတ်တယ်။အဲ့တော့ယာရုတိုဆောင်းဝတ်တွေဘာတွေဖြစ်တာရှိလဲရှိရင်ဖြေပါ။အောင်တတ်တဲ့ကိန်းလေးတွေရှိပါတယ်ဗျာနော်။ပြီးတော့ဒီကလာမှာအိုးအိမ်နဲ့ပတ်သက်တဲ့ကိစ္စလေးတွေအိုးသစ်အိမ်သစ်တွေပိုင်ဆိုင်ရတာမျိုးလေးတွေ တချို့ကတော့လက်ရှိအိမ်ကနေဟိုနောက်အိမ်ပဲပြောင်းပြောင်းပေါ့လေအဲကောင်းတဲ့ဟာလေးတွေပြောင်းရတတ်တဲ့ဂိမ်းရှိတယ်အဆင်ပြေပါတယ်ဗျာနော်တချို့ကတော့အိမ်စာချုပ်တွေပြည့်လို့ဆိုပြီးထပ်ပြီးချုပ်ရတဲ့အနေအထားမျိုးတွေကြုံရတတ်တဲ့ကောင်းတယ်ရတယ်ကိစ္စမရှိဘူးနော်ဒါအပြင်ဟိုတခြားနိုင်ငံတွေမှာပေါ့လေနေထိုင်ခွင့်တွေပါလေရှောက်တဲ့ခါမျိုးတွေမှာဆိုရင်ဒီကလာမှာရှောက်ရင်အောင်မြင်မယ်ဆိုတဲ့အနေအထားမျိုးတွေကြုံရတတ်တယ်အချိန်ကြာကြီးစောင့်နေတာပေါ့လေအဲ့ဒီဟိုရဖို့အတွက်အဲကြာခဲ့ပြီးခက်ခဲခဲ့ပြီးဒါပေမဲ့ဒီကလာမှာတော့ရုပ်ရည်ကောင်းတဲ့သတင်းစကားလေးတွေကြားရတတ်တယ်နော်ပြီးတော့အလုံမရှိသေးတဲ့သူတွေဆိုရင်ဒီကလာမှာအလုံရတယ်လို့ခေါ်တယ် နော်အလုံးနဲ့ပတ်သက်ပြီးကောင်းတဲ့သတင်းစကားလေးတွေကြားတဲ့လုံးဝဟိုနစ်နေချီပေါ့လေကြာနေပြီဟိုနိုင်ငံသားသွားမဲ့ကိစ္စကြီးတွေထိုင်ဆောင်နေတယ်ဘယ်ချိန်ခေါ်လို့ခုံပြောလဲမသိဘူးအဲအစင်မပြေဘူးဆိုတဲ့ဂျာလေးကနေရုတ်တရက်ထပြီးတော့ရတယ်ဆိုတဲ့အနေအထားမျိုးကြုံဝတ်ထတဲ့ဂိမ်းလေးတွေရှိတယ်နော်ဆိုတော့အခက်ခဲဂျာလေးကနေတိုက်ခိုက်ပြီးမှရလာခဲ့တဲ့အောင်မြင်မှုအသီးပွင့်ကိုအေကံမုတ်ချခံစားရပါလိမ့်မယ်နော်အဲ့တော့ဝမ်းသာဖို့ကောင်းပါတယ်ပြီးတော့အမှုပြဆိုင်ရှင်တွေဆိုလို့ရှိရင်ဒီကလာမှာအမရန်ကန်ကောင်းတယ်ဟို တချို့တွေဆိုတော့မှစုစည်းတွေရရှိပိုင်ဆိုင်မယ်ဆိုတော့အနေထားတွေပါကြုံရတတ်တယ်။ပြိတ္တတွေကြားထဲမှာရေပန်းစားတဲ့အနေထားတွေကြုံရတတ်တယ်ဆိုတော့တော်တော်လေးအားကောင်းတယ်ပေါ့နော်။သို့တော်အဲ့လိုအားကောင်းတဲ့ဘက်မှာအပြင်တစ်ဖက်မှာအညံ့လေးသွားရှိတယ်။ဘာလို့လဲရှိလဲဆိုတော့ငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာအဲကံကောင်းတယ်နော်ဒီကာလမှာငွေအစုလိုက်ပြုံလိုက်ဝင်လာတဲ့ကိန်းလေးတွေရှိတယ်။ဒါမဲ့ तू ကဟိုမမြဲဘူးပေါ့လေ။ရံမကိမနဲ့ငွေလေးတွေဝင်လာမျိုးလေးတွေဖြစ်တတ်တယ်နော်။အပူလေးတွေနဲ့ဝင်တတ်တဲ့ကိန်းလေးတွေဖြစ်တယ်။ အခက်အခဲလေးပြဿနာလေးတွေကြားထဲကနေဝင်ဝင်လာတာမျိုးတွေဖြစ်တယ်အဲ့ဒီဝင်နှံငွေလေးတွေကမမြဲပဲပြန်ထွက်သွားလိုက်အဲ့လိုပုံစံလေးတွေဖြစ်တဲ့အတွက်အတွက်အထူးသတိထားပါနော်အနောက်တစ်ချက်ကကျမကြီးကိုကျွန်တော်အထူးစိတ်ပူတယ်ဘုတ်ကူသားသမီးတွေကျမကြီးဒီကလာမှာတအားဂရုစိုက်ပေးပါနောက်တစ်ချက်ကအာယုံကြောနဲ့ပတ်သက်တဲ့ယောဂလေးတော်တော်လေးဖြစ်တတ်ပါလေကြောင်နေတတ်တယ်နော်သတိထားပေးပါနော်ညာဘက်အိတ်မပြောတာလေးတွေခေါင်းမူခေါင်းခေါင်းယူအောင်နောက်ကြောဤတက်မျက်ရိုးတွေကိုက်နေတဲ့အနေအထားမျိုးတွေဖြစ်ကိုဖြစ်လာတတ်တယ်အထူးသတိထားပါအဲနောက်တစ်ခါဘာဖြစ်တယ်လဲဆိုတော့စီအဆုပ်အစာရင်းနဲ့ပတ်သက်တဲ့ယောဂါလေးတွေဖြစ်တတ်တယ် အဲအခမသိရင်လေဗုဒ္ဓဂူသာသမီးတွေဒီကာလမှာစေယုံစေကံပြေးရတတ်တယ်ဆိုတော့ကိန်းခံမျိုးတွေမှာကျွန်တော်သွားမြင်တဲ့အတွက်အထူးကယူဆိုင်ပါနော်စေယုံတက်ကိန်းရှိတယ်မပေါ့ဆက်ပါနဲ့တချို့လေဆိုရင်ကိုကိုတိုင်ဖြစ်ရင်မဖြစ်ရင်ကိုယ့်ရဲ့အိမ်မှာရှိတဲ့တက်ကြီးရို့အဖိုးဖွားတွေမိဘတွေတဲကတစုံတစ်ခုဖြစ်သွားတာကွယ်လွန်ဆုံးမသွားတယ်ဆိုတာအစကျွန်ဝကြားရတာလေးတွေအစဖြစ်တဲ့အတွက်အထူးအထူးသတိထားပါလို့ထပ်တယ်လဲလဲအကြံပေးခြင်းနဲ့ကိုကိုတိုင်ကျမညလို့စေယုံစေကံပြမယ်ဆိုရင်တော့ဖြစ်အဲတနင်္ဂနွေသာသမီးဆရာဝန်နဲ့ပြပါအဲ့ဒါဆိုတော့ပို့ပြီးအားကောင်းတယ် အဲဆေးရုံစည်းကမ်းတွေမှာဒီကတနင်္ဂနွေနေ့နဲ့စားတဲ့ဆေးရုံစည်းကမ်းတွေလည်းဖြစ်ဖို့လိုတာပေါ့လေအဲဖြစ်နိုင်ခိုင်းအောင်မှအဲတနည်းအားဖြင့်အရှိန်မြောက်တော့အရမှာရှိတဲ့ဆေးရုံစည်းကမ်းတွေသွားပြရင်ပို့ပြီးတော့ကောင်းတယ်လို့အကြံပေးပြရစေနော်ပြီးတော့ဘောတခုသားသမီးတွေတခုအားနည်းချက်လေးရှိပါတယ်အဲဒီဘက်မှာအဓိကဘာဖြစ်လဲဆိုတော့လူမှုရေးနဲ့ပတ်သက်တဲ့ပြဿနာဖြစ်ကိုဖြစ်တယ်ဘာမဟုတ်တဲ့တည်တည်မောမောပြဿနာလေးရာဆပြီးတော့အဲတယောက်နဲ့တယောက်အထင်လွဲစရာလေးတွေပြဿနာအနောက်အချက်လေးတွေအမှန်တန်ကြီးတယ်နော်ကိုဘကတော့ချစ်လို့ဆိုပြီးပြောပြလိုက်တာပဲသူဘကကိုယ်အထင်လွဲတယ် အဲ့လိုပဲသူ့ဘက်ကချစ်လို့ပြုံးရတာတော့ဥပမာပေါ့ကိုဘက်ကနေစိတ်ကတခုခုထင်ပြီးတော့ဖြစ်သွားတာအဲ့လိုမျိုးသဘောထားကွဲလွဲမှုတွေတွေတာမန်ချင်းဘာမဟုတ်တဲ့ပြဿနာသေးသေးလေးကနေအကြီးကြီးဖြစ်သွားတာမျိုးကြုံရတဲ့အတွက်အတတ်နိုင်ဆုံးဒိဋ္ဌိထားပါရှောင်ရှားပါနော်စိတ်လိုက်မှာမှမဆုံးဖြစ်ပါနဲ့ပြီးတော့ဒီကလောက်မှာဗုဒ္ဓကုသတိတွေစိတ်တွေလေနေတယ်စိတ်တွေကအမျိုးမျိုးပြောင်းနေတယ်မနဲ့တစ်မျိုးနေ့လက်တစ်မျိုးညတစ်မျိုးမျိုးနဲ့စိတ်တွေကမကြည်ဘူးဗျနော်ဘယ်တော့ပဲဒီဘက်မှာယုတ်ထုပိုင်းဆိုင်ရာပစ္စည်းဥစ္စာပြည့်စုံနေပါစေစိတ်ထဲမှာမအေးချမ်းဖြစ်နေတတ်တယ်တခုခုအလိုမကျတာမျိုးလေးတွေဖြစ်နေတတ်တယ်ဗျပောက်ကွဲခြင်းတွေပဲဗောလေ တချို့ဟာလေးတွေမှာငိုချင်းသလိုယူချင်းသလိုဖြစ်တာတည်းအစားကြုံရတတ်တယ်။အဲ့လိုဖြစ်ခဲ့ရင်မသိမြန်ငေါ့အမြန်လူများတွေမှာစုံပြောကနေလှုပ်ထားသလားဆိုတဲ့အနေထားတွေကရှောက်တွေးတတ်တယ်။အမှန်အရာဖြစ်တာအခုမှမဟုတ်ပါဘူး။မွေးကလေးကနေဖြစ်တယ်လို့ပဲပြောရမယ်။နော်ဘုဒ္ဓကူသားသမီးတွေ။အဲ့ဒီကိုသုံးကောင်လောက်ယူရလို့တော့ပြောလို့ရတယ်ဗောလေ။ဒါပေမဲ့ဒီကလာမှာအဲ့စိတ်နဲ့ပတ်သက်ပြီးဒုက္ခပေးတဲ့ကာလလေးတွေသွားကြတာဖြစ်တဲ့အတွက်ပို့ဆိုးတတ်တဲ့အတွက်အထူးသတိထားပါ။အထူးသဖြင့်အခြေအိမ်တော်ကြီးမှာပြဿနာအကြီးကြီးမားမားလေးရုပ်ရည်ထားတက်စီရလေးရှိတယ်။ငုတ်လို့ထိုင်နေတဲ့ပြဿနာတက်တယ်ပဲပြောရမယ်။ တချို့ကကြတော့အခြေအိမ်တော်ကြီးမှာသုံးမဆိုင်ပြဿနာတွေဖြစ်ပြီးပြဿနာကြီးကြီးမားမားဖြစ်တယ်။တချို့ကသုံးမဆိုင်မဖြစ်ဘဲနဲ့ဒေါ်လာကွဲလာပြီးစကားလေးတခုအားဆပြီးတော့အခြေချဲ့ပြီးတော့ပုံကြီးချဲ့ပြီးကွဲလာအဲအဲ့လိုပုံစံမျိုးတွေဖြစ်တယ်တဲ့။အထူးသဖြင့်ကိုယ့်ရဲ့ချစ်သူအိမ်တော်ဘက်ကစနေသားသမီးကြတာပဲသားသမီးဆိုပို့ပြီးသတိထားပါ။သူတို့ကိုအကြောင်းပြုပြီးတော့စိတ်ဒုက္ခလေးတွေတော်တော်လေးရောက်မယ်ခရူဆိုင်နော်။အခြေအိမ်တော်ကြီးတအားဂျုံမူတတ်တဲ့ကိန်းတွေမှာပါတယ်။အဲတချို့ချစ်သူအိမ်တော်ဘက်ကကောင်းကောင်းမွန်မွန်နေရင်လောမှာကိုက တန်တရားတွေတအားများပြီးတော့ပြဿနာရှာခြင်းနဲ့စိတ်တွေပေါ်တတ်တယ်။တချို့ကလည်းကိုချစ်သူအိမ်တော်ဘက်ကတစုံတစ်ခုဖောက်ပြန်တာအစသီးအဖြစ်ပေါ့လေ။အဲ့လိုမျိုးသွားကြုံရတဲ့အခါပြဿနာကြီးတတ်တယ်။အဲ့ဒါလေးမမေ့ပါနဲ့နော်။ပြီးတော့ဒီကာလမှာပညာရေးနဲ့ပတ်သက်လို့ရှိရင်ဗုဒ္ဓဂုသာသမိတွေစာထဲမှာအပြေဝါအာယုံမဆိုင်တဲ့တဘာဝလေးရှိတယ်ခရူးဆိုင်မယ်။စာအုပ်ကလန်ဒါနဲ့အဲ့ချင်းတလူလူခေါင်းပဲမူးတလူလူဘာလူလူညာလူလူဖြစ်သွားတတ်တယ်။အာတစ်ချက်သတိထားနော်။အဲဝရိယအားလေးနည်းနည်းလေးပြင်းပြင်းထန်ထန်ကြိုးစားမှတော်ကာကြပါလိမ့်မယ်။အဆင်ပြေပါတယ်နော်။ပြီးတော့ဒီကာလမှာအိမ်ကိုလေအဲ ဖျားပုံတော်တွေဘာသာရေးနဲ့ပတ်သက်တဲ့အသုံးဆောင်လေးတွေအဲ့လိုမျိုးလေးတွေလက်ဆောင်ရသည်ဖြစ်စေသို့မဟုတ်လူများတွေကတက်တီးတွေပါလေဗောလေအသေးနံလေးလက်ဆောင်တွေပါလေပြီးလို့ရှိရင်စီပွားလက်လပါအမရန်တက်တယ်လို့ခေါ်တယ်ဗျာနော်အဲ့ဒါဆိုရင်တော့တော်လေးအားကောင်းတယ်ပြီးတော့ရုပ်တရက်မမျောလင်းမဲနဲ့အလူတန်းဌာနတွေပြူပါလေဖျားတဲ့အကြောင်းဆောက်တာတွေအာသင်္ကန်းလူတာမျိုးတွေစသည်အားဖြင့်အဲ့ဒါမျိုးတွေအစားဖြစ်တည်လာလိမ့်မယ်အတော်လေးအားကောင်းတယ်ဗျာနော်ဆိုတော့ဇူလိုင်လ3ရက်4ရက်6ရက်9ရက်9ရက်အရက်တွေတောက်လျှောက်အမရံကန်ကောင်းတယ်ကိုယ့်ရဲ့အလောက်ကန်အကြံစီတွေပေါ့လေအတိုက်ခိုက်ကြတဲ့ကနေအောင်မြင်တိုးတက်လိမ့်မယ်အချိန်ဝါဩစာတွေကြီးလိမ့်မယ် အရှိတောင်တော့ရန်နဲ့ဆက်တော်ပြီးလုပ်တဲ့ကိစ္စတွေကနေအောင်မြင်မှုတွေအသီးပွင့်တွေခံစားရမယ်လုပ်ငန်းတစ်ခုတပြိုင်တည်းလောက်ရတဲ့ဂိနေတွေရှိတယ်နော်ဆိုတော့အရက်ဝေးရမိတ်ဆွေတွေနဲ့အဲကောင်းတဲ့သတင်းစကားလေးတွေကြားရတယ်သူတို့နဲ့ပူရိုးပြီးတော့လောက်ရတဲ့ဂိနေတွေရှိတယ်ဆိုတော့ရုပ်တရက်နိုင်ငံခရီးတွေပါတယ်ထပ်သွားရတဲ့ဂိရှိတယ်ဇူလိုင်လ9ရက်ရှိရက်အရက်မှာတော့အညံ့ရှိတယ်ငွေကြေးနဲ့ပတ်သက်ပြီးဆုံရှုံနေတာတွေပတ်စံပြောက်တာတွေဖြစ်တတ်တယ်အထူးသဖြင့် one mile နဲ့ပတ်သက်ပြီးဖြစ်တဲ့အတွက်စေအောင်စေကံပြရတတ်တယ်အာဒါပြင် accident ဖြစ်တဲ့ဂိနေတွေရှိတဲ့အတွက်တချို့ဂယူးဆိုင်ပြပါလို့ထပ်တယ်လဲလဲအကြံပေးခြင်းနဲ့နော် ဲ့တော့ဒီကလမှာကန်ဒီယားရဲ့ထောက်မှတ်မှုတွေအပြေအဝါရအောင်အပြာရောင်အစက်ရောင်ပွမ်းရောင်အနီရောင်တို့ကိုအဓိကထားဝတ်ဆင်သုံးဆွဲပေးပါဂရမဘန်းရောင်စုံဩဇာညွန့်အုံပန်းတက်ခွာပန်းအဲ့ဒီပန်းတွေကိုမိမိတို့ယုံကြည်ကိုးကွယ်တဲ့ဖရာမှာဖရာပန်းကတ်တာပဲဖြစ်ဖြစ်နေရဲ့ကနေမှာအလှပန်းထိုးတဲ့နေရာမှာပဲဖြစ်ဖြစ်ပြုလုပ်သုံးဆွဲပေးပါအဲ့တော့ကျွန်တော်မိတ်ဆွေဘုဒ္ဓကုသသမီးတွေပေါ့လေအဲဒီလိုတဲ့ကလမှာကောင်းတဲ့ကံလေးတွေအများကြီးရှိသလိုဟိုအညံ့လေးတွေလည်းရှိတာပေါ့လေရှိတော့ဒီအညံ့လေးတွေกินပြီးတော့ကောင်းတဲ့ကံလေးတွေပိုကောင်းရရရလေးတော့ခြေရမယ်ဗျာနော် တော့ရေရီအနေနဲ့မလုပ်ရမလဲဆိုတော့ဘောရင်းညောင်မင်းကိုဝလုံးလေးနဲ့ညောင်ထောက်ပေးလိုက်ထောက်တဲ့အခါကိုယ့်ရဲ့တောင်ဘက်ရက်ကိုကမ်းချနေတဲ့ညောင်ကမ်းလေးကိုသွားထောက်ပေးလိုက်ပါဒါဆိုတော့ကိုယ့်ရဲ့ကောင်းတဲ့ကံလေးတွေအများကြီးကောင်းလာလိမ့်မယ်အဲ့ဒါအပြင်အညံ့ခိုက်လေးတွေပြေပြောက်သွားအောင်ညက်နေဆောင်လေးတစ်ခုမှကြာသံကြော်လေးကိုခွေကျွေးလိုက်ပါဗျာနော်အဲ့ဒါဆိုတော့ကိုယ့်မှာကြုံနေရတဲ့အညံ့လေးတွေအေကံမုတ်ချပြေပြောက်သွားပါလိမ့်မယ်ဘောတစ်ခုသာသမီအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းများဖြင့်ပြည့်စုံကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးပါတယ်